မင်္ဂလာပါခင်ဗျာဒီနေ့တော့အချိန်သိပ်မပေးရဘဲနဲ့အရန်ဆောက်လို့ကောင်းတဲ့ရေပဝဲမင်ဆိုရင်လေးချက်စားပြလို့ကျွန်တော်ရဲ့ချက်ပြုတ်ပုံလေးကိုလာရောက်မျှဝေပေးရဖြစ်ပါတယ်ဒီဟင်းလေးကအချိန်သိပ်မပေးရဘူးခဏလေးနဲ့ကြက်တာ9မိနစ်လောက်ပဲအချိန်ပေးရတယ်အိုးပူလာရင်စီထည့်မယ်ပြီးရင်ကြက်သွန်ပြူကြက်သွန်နီလေးစီတက်ပါမယ်ကြက်သွန်ပြူရောနုနုကလေးပောက်ထားပြီးရောကြက်သွန်နီရောပပလေးပဲစီပြီးအသုံးပြုထားပါတယ်ခင်ဗျာ ကျက်သွန်မြူလေးစီသက်တာမွေးလာပြီဆိုမှကျက်သွန်နီထည့်ပါမယ်။ကျက်သွန်နီလေးကိုလည်းနွမ်းလာတဲ့အထိစီသက်ပေးလိုက်ပါမယ်။ဒါပြီးရင်တော့ကျွန်တော်မာလာအနှစ်နည်းနည်းထည့်ပါမယ်။ဒီနေ့ရေပွဲဟင်းလေးကိုကျွန်တော်ကမာလာအရသာလေးစားခြင်းလို့မာလာအနှစ်ကလေးတစ်စွန်းလောက်အသုံးပြုပါမယ်။မာလာနှစ်လေးထည့်ပြီးတော့စီလေးတက်ပြီးတာမှုေးလာပြီဆိုရင်တော့စီကြောတန့်စင်ထားတဲ့ရေပွဲလေးတွေထည့်လိုက်ပါမယ်။ ဒီ baby auto bus လေးတွေကိုလည်းတနေ့တုန်းက capital supermarket ကနေပဲရခဲ့တာပါအာကျွန်တော်ကလေပျက်စီးသွားမလားမသိဘူးလို့နောက်ရက်မှချက်မှဆိုတော့ဆိုပြီးကျွန်တော်စမ်းပြီးဝယ်လာခဲ့တာဝယ်တာနေသွားပါတယ်အခုတော့ကျွန်တော်တယောက်စာလောက်ပဲရတော့တယ်ရေပဝဲလေးတွေထည့်တိချောင်းမွေပေးပြီးရင်တော့ဟင်းအနံ့လေးမွေးလာအောင်လို့နံပြားရည်လေးထည့်ပြီးတော့လုံးပေးလိုက်ပါမယ်ငံပြားကြီးလေးကိုတော့ကျွန်တော်ဒီမှာရောင်းမလေးနဲ့သွန်းစာလောက်ကိုပဲအသုံးပြုပါတယ်။ပြီးရင်တော့ဟင်းနံလေးမွေးအောင်လို့တေချာမွေးပေးလိုက်ပါမယ်။ အခုဆိုရင်တော့မြင်တဲ့အတိုင်းပဲเนาะရေပွဲလေးတွေကကြက်လာပြီဆိုရင်သူ့ရဲ့ bike တွေကလေမှင်အိတ်ကလေးတွေကနေပြီးတော့မှင်လေးတွေထွက်လာပြီပေါ့เนาะဒီမှင်လေးတွေကလေစိတ်နဲ့အရသာရှိတယ်ကျွန်တော်တို့ကင်းမွန်လို့ရေပွဲတို့မှာဆိုရင်လေဒီမှင်အိတ်ကလေးကိုမဖယ်ပြင်းနဲ့ဒီမှင်အိတ်ကလေးကိုထည့်ချက်လို့ရှိရင်လေဟင်းကစစ်စိတ်ကလေးသူကသူ့ရဲ့အရသာကိုစိတ်တဲ့အရသာရှိတာ ဟင်းရဲ့အရသာအတွက်ကိုတော့ထညက်ခဲသေးလေးတစ်လုံးထည့်မယ်အသားမှုတ်လေးနည်းနည်းနဲ့အချူမှုတ်လေးနည်းနည်းလေးပဲထည့်မယ်သူ့မှာသူမှင်လေးကစိတ်နေပြီးသားဆိုတော့ဟင်းအရသာတိတ်ပြောစရာမရှိတော့ဘူးသူ့ဟာသူပြေစုံနေပြီကျွန်တော်ကရေပွဲဆိုရင်ဒီလိုအကောင်သေးသေးလေးကိုကြိုက်တာအဲ့လိုမျိုးအကောင်လိုက်လေးတွေချက်လို့ရှိရင်လေအဲ့ဒီမှင်လေးတွေထွက်လာတော့လေအရန်စစ်စစ်ကလေးစားလို့ကောင်းလို့လေဟင်းရဲ့အရသာလေးကိုမြည်ကြည့်လိုက်တာအနေတော်ပဲဆိုတော့နောက်ဆုံးအနေနဲ့ရုပ်သီးအနေတော်ကလေးတွေလှီထားတာထည့်လိုက်ပါမယ် ကဲခုဆိုရင်တော့ရေပွဲဟင်းလေးကြက်သွားပါပြီခင်ဗျာရေပွဲကိုချက်မယ်ဆိုရင်လေအကြာကြီးချက်စရာမလိုဘူးเนาะရေပွဲကိုချက်မယ်ဆိုလို့ရှိရင်အကြာကြီးတဲလေးအသားမာပြီးရောပါကြီးလို့ဖြစ်သွားတတ်တယ်ပေါ့เนาะအဲ့ဒါကြောင့်ဒီရေပွဲလေးတွေဟင်းချက်စားတဲ့အခါမှာလေအကြာကြီးအချိန်မပေးရဘူးခဏလေးနဲ့ကြက်တယ်အခုဆိုရင်မာလာအနက်မှုမွေးလေးနဲ့ရေပွဲမင်ဆိုဟင်းလေးကြက်ပါပြီခင်ဗျာတကယ်ချင်းတို့လေရေပွဲလေးတွေရလို့ရှိရင်လေဒီလိုမျိုးလေးချက်စားကြည့်ပါမှင်အိတ်ကိုလုံးဝမဖယ်ပြစ်နဲ့နော်။ तू ကအဲ့လိုမျိုးမှစိတ်စိတ်ကလေးနဲ့စားလို့ကောင်းတာအရန်စားလို့ကောင်းပါတယ်ချက်ပြအောင်ချက်စားကြည့်ပါခင်ဗျာ။ ကဲဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့အခုဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာအားလုံးပဲနေကောင်းကျန်းမာကြပါစေနော်ကျန်းမာရေးအထူးကူဆိုင်ကြပါကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်း